အလုံးမဲမင်္ဂလာပါရှင် Global Media ရဲ့အော်တိုဘာလ31ရက်နေ့ည7:00နာရီသတင်းများကို စုစည်းတင်ဆက်ပေးပါရောင်းမယ်ရှင်မြန်မာပခင်အကောက်ကို ပုံစံမကျကပြခဲ့တဲ့ Miss A မြန်မာခင်ခင်လိုင်းကိုအခုလို ထောက်ပြလာတဲ့ဟာတာအလူရှင်တော်ဘန်ဒီတောင်ကြီးတစားနိုင်မှာဆိုင်းဆိုင်နဲ့အတူတူပျော်ရွှင်စွာဖြတ်သန်းနေတဲ့ရုံးတွေလည်းမို့စင်ငယ်မာတာဘွားနဲ့အပြုံးမပြတ်ပဲတာသမီးတွေရှိကမမမမရက်တည်နေတဲ့မြန်မာအမျိုးသမီးအနုပညာရှင်၃ယောက်စတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ မြန်မာပခင်အကကိုပုံစံမကျကပြခဲ့တဲ့ Miss A မြန်မာခင်ခင်လိုင်းကိုအခုလိုထောက်ပြလာတဲ့ဟာသလူရှင်တော်ဘန်ဒီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အခုလက်ရှိ social media ပေါ်မှာလူပြောများနေတဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံကိုစားပြုဖြစ်တဲ့ Miss A ခင်ခင်လိုင်းဟာမြန်မာယဉ်ကျေးမှုအကဖြစ်တဲ့ပခင်အကကိုပုံစံမကျပဲကြပြက်ကြချောကပြခဲ့လို့ပြန်လည်ဝေဖန်ထောက်ပြလာတဲ့လူရှင်တော်ဘန်ဒီရဲ့အကြောင်းပဲဖြစ်ပါတယ် လက်တလုံးမှာတော့မစ္စတာ2025အတွက်မြန်မာနိုင်ငံကိုစားပြုအဖြစ်အလှမဲ့ခင်ခင်လိုင်ကတွားရောက်ရှင်ပြိုင်လို့နေပါတယ် မင်းစားပွဲစဉ်ကြီးကိုကျင်းပနေရအခုဆိုရင်ထဲလွန်ပြိုင်ပွဲကိုတောင်ရောက်ရှိလို့လာခဲ့ပါပြီ။အစောပိုင်းမင်းစားပြိုင်ပွဲစဉ်တိုင်းကိုပြိုင်လာခဲ့တဲ့တခြားမှာမြန်မာနိုင်ငံကိုစားပြုအလားမဲ့ခင်ခင်လာရဲ့အရေးချင်းတွေကိုကြည့်ပြီးတော့ပရိသတ်တွေကတော်တော်လေးအားရကြေနပ်မှုတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့လည်းအခုထဲလွန်ဒေးကိုရောက်တဲ့နေ့မှာတော့အလားမဲ့ခင်ခင်လာရဲ့ရွေးချယ်မှုအမှားလေးတွေကြောင့်လူရီရဲ့ပြောဆိုဝေဖန်မှုတွေကိုခံရပါတယ်။နောက်ပြီးတော့လူရှင်တော်တယောက်ဆောင်တဦးဖြစ်တဲ့ပန်းသီးကလည်းအလားမဲ့ခင်ခင်လိုင်းရဲ့လောက်ရက်တွေနဲ့ပတ်သက်လို့အခုလိုထောက်ပြဝေဖန်လာ ာတာပဲဖြစ်ပါတယ်။ International မှာအသီးသီးချင်းပါကြတဲ့ Miss ပွဲတော်တော်တော်များများကကိုယ့်ရဲ့နိုင်ငံကိုကိုးစားပြုပြီးတော့ရောက်ရှင်ပြိုင်ကြရတာဖြစ်ပါတယ်။အထူးသဖြင့်တော့အခုလိုမျိုး Miss Asia Thailand Day မှာဆိုရင်ကိုယ့်လူမျိုးကိုယ့်နိုင်ငံနဲ့ယဉ်ကျေးမှုတလေထုံးတမ်းတွေကိုအလေးထားသောအပြင် ပင်ကုံမူလရုံမြင့်ပုံစံပြောက်ကွယ်သွားတာမျိုးမဖြစ်အောင်တမျိုးတီထွင်ပြီးတော့ကိုရီသွေးပြတဲ့ပြိုင်ပွဲလေးတစ်ခုပေါ့ပုံမှန်အားဖြင့်လွယ်ကူလွန်းတယ်လို့ထင်ရပေမဲ့အလမယ်ရီအနေနဲ့ကိုနဲ့မကန့်ညီတဲ့အရာတစ်ခုကိုရွေးချယ်မှုမှားသွားကြတဲ့အခါမှာလူတွေရဲ့အမြင်မှာတမျိုးဖြစ်သွားတတ်ကြပါတယ်အခုလည်း Miss အောင်မှာမြန်မာနိုင်ငံကိုစားပြုအလမယ်ခင်ခင်လိုင်ကမြမယင်ကျေးမှုကားွက်ကိုမပိုင်နိုင်မဲစီမုံမှာကိုရိုကာယာပုံစံနဲ့ပေါက်ပန်း၄၀ဖြစ်နေခဲ့တာပေါ့ မြန်မာရိုးရကောက်ွက်တွေရဲ့နီးစနစ်ကိုမသိနားမလဲတဲ့အပြင်ကနေတဲ့အတော်အတွင်းထမိန်အနာခတ်တဲ့အချိန်မှာခြေတလုံးတွေလည်းပေါ်နေခဲ့ရကြောင်းအလှမဲ့ခင်းခင်းလိုက်တယောက်ဆင်းပေါ်မှာကြပြက်ကြော်နဲ့ပယုံးကြစီရဖြစ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးကောင်းမွန်စွာနဲ့မသိယူနိုင်မဲ့ကတဲ့မြန်မာရိုးရအခါကိုကပြခဲ့ပြီးတော့မြန်မာယဉ်ကျေးမှုကိုပါစော်ကားသလိုဖြစ်နေတဲ့အတွက်ကြောင့်အနုပညာလောကထဲမှာကျင်းလည်နေတဲ့လူရှင်တော်တယောက်ဆောင်ပန်းဒီကတော့မီဒီယာကနေတဆင့်ဝေဖန်လာခဲ့ပါတယ်။အဆောင်ကတော့ပန်းဒီဟာအလှမဲ့ခင်းခင်းလိုက်ရဲ့အခါဗီဒီယို Facebook ပေါ်ကနေတွေ့ရှိခဲ့ရကြအောင်အစအဆုံးကိုကြည့်ပြီးခဲ့ပြီးတော့ line ပေါ်ကို တင်ပြခဲ့တယ်လို့ဆိုပါတယ်အခုလိုလိုရက်ကမြမရင်ကျေးမှုအနုပညာနဲ့ဆက်ဆက်လာပြီဖြစ်တဲ့အတွက်ကြောင့်ရိုးရာကိုချစ်လို့ဖြစ်စေဝါသနာပါလို့ဖြစ်စေ သူအနေနဲ့ဘာမှတော့ဝင်မပြောပေမယ့်အပြတ်သဘောဆောင်နေရဖြစ်တဲ့အတွက်ဝင်ပြောရခြင်းဖြစ်တယ်လို့ဆိုလာပါတယ်။နောက်ပိုင်းလူရှင်တော်ပန်းဒီကနိုင်ငံတကာမှာသွားပြန်ရတာဖြစ်တဲ့အတွက်ကိုယ်နိုင်ငံကိုစားပြုသွားပြန်နေသူတယောက်ကဒီအကောက်ကိုမလိုက်နိုင်ရင် မကလည်းဘာမှမဖြစ်ပါဘူး။ဒီတက်လွယ်တဲ့အကောက်တွေလည်းအများကြီးရှိသေးရဲ့။အဲ့ဒါဆိုရင်တော့ဒီလောက်ထိရုပ်ပြက်စင်ပြန်မဖြစ်ဘူး။ဒီအကောက်ကိုထွင်ခဲ့တဲ့ဆရာမကြီးဒေါ်စန်းတို့သာမြင်ရင်စိတ်မကောင်းဖြစ်လောက်တယ်လို့ပြောလာခဲ့ရပါ။အခုကပြခဲ့တဲ့အကောက်ကအပြိုတော်ရင်းလဲမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်20လောက်ကဆရာမ ကြီးဒေါ်စန်းနုကိုတိုင်ခက်ခက်ခဲခဲထွင်ခဲ့တဲ့အကတမျိုးဖြစ်ပြီးတော့ပခန်းအကလို့အမည်ရတယ်လို့ဆိုပါတယ်။ကာဘိုခဲရင်တယ်လို့လည်းသိရပါတယ်။မြမရိုးရပခန်းအကကခက်လွန်းရင်ဇေယအနေနဲ့လည်းနောက်အကတမျိုးကိုရွေးချယ်ခိုင်းသိမ်းပေမဲ့လမ်းညွှန်မှုမကောင်းခဲ့လို့အခုလိုအများကြီးမှာအရှက်ရစရာတွေဖြစ်သွားခဲ့ရပြီလို့လူရှင်တော်ပန်းဒီကဝေဖန်ထောက်ပြလာခဲ့ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောလူရှင်တော်ပန်းဒီထောက်ပြခဲ့ရတွေနဲ့ပတ်သက်လို့ဘယ်လိုမြင်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ စင်ငယ်မသားဘွားနဲ့အပြုံးမပြတ်ပဲသားသမီးတွေရှိကမမမမရက်တည်နေတဲ့မြန်မာအမျိုးသမီးအမှုပညာရှင်၃ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမျိုးသမီးတွေဟာအကြောင်းမျိုးမျိုးကြောင့်တစ်ခုလက်စင်ငယ်မသားဖြစ်သွားတဲ့အချိန်မှာတောင်ဘဝကိုအားတင်းပြီးတော့သားသမီးတွေအတွက်ရှေ့ဆက်သွားတတ်ကြပါတယ်ဒါကမိခင်မြတ်တာရဲ့စွမ်းအားလို့ဆိုရမှာပါဒီဗီဒီယိုထဲမှာတော့သားသမီးတွေအတွက်မမမမရက်တည်နေတဲ့မြန်မာအမျိုးသမီးအမှုပညာရှင်၃ယောက်ကိုတင်ဆက်ပေးသွားမှာပါနံပါတ်3အေးတင်ချိုဆွေ အေဒင်ချိုစီဆိုတာကတော့တချိန်ကအဆိုတော်လောကမှာပြိသက်တွေရဲ့တခဲနဲ့အားပေးမှုတွေကိုရရှိခဲ့သူတယောက်ပါ။နောက်ပိုင်းမှာတော့အေဒင်ချိုစီဟာနာမည်ကြီးပြီးတော့ဒီလိုအောင်မြင်တဲ့အဆိုတော်အဖြစ်ရပ်တည်ခဲ့စဉ်လူငယ်တဘာဝချစ်သူထားရာကနေကိုယ်ဝင်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့အဆိုတော်အေဒင်ချိုစီကိုတာဝန်ယူခြင်းစိတ်မရှိတဲ့ယောက်ျားမပီသားတဲ့ချစ်သူကြောင့်စင်ငယ်ဘာသာပေါ်နဲ့ခံယူခဲ့ရတာပဲဖြစ်ပါတယ်။ အေဒင်ချိုစင်ကမိခင်ပြီးသားစွာနဲ့တမီလေး IV ကိုတယောက်ထဲအားနဲ့ပြုစုပြိုးထောင်ပြီးတော့ရက်တည်ခဲ့တာပါအေဒင်ချိုစင်ဟာတမီလေး IV ကိုစင်ငယ်မသားဘောနဲ့ရအောင်မွေးပြီးတော့ပြုစုပြိုးထောင်နိုင်ခဲ့ရကြောင်းမိခင်ပြီးသားတဲ့သူအဖြစ်ချီးကျူးခံခဲ့ရတာပဲဖြစ်ပါတယ် နံပါတ်2နမ်းမြဖြိုသိန်းနမ်းမြဖြိုသိန်းကိုအမျိုးသမီးတိုင်းစံနမူနာပြုကအတူယူလေးစားရမယ်အမျိုးသမီးကောင်းတဦးဖြစ်ပရိသတ်တွေကသတ်မှတ်ထားကြပါတယ်ဒါကြောင့်လည်းနမ်းမြဖြိုသိန်းဟာခင်မုန်းနဲ့မရှိတော့တဲ့နောက်ပိုင်းသားလေးနဲ့သမီးလေးကိုအကောင်ဆုံးပြုစုဆောင်ရှောက်နေတဲ့ရဲရင်နဲ့အမျိုးကောင်းသမီးလေးအဖြစ်လူတွေကအထင်ကြီးလေးစားကြတာပါဒီမတိုင်ခင်မှာတော့နမ်းမြဖြိုသိန်းဟာစစ်စရာကောင်းတဲ့အမှုရာတွေနဲ့အတူတရုတ်ဆောင်သားသချင်းဆိုရာတွေနဲ့နာမည်ကြီးတဲ့အနုပညာရှင်ဖြစ်ပါတယ်အထူးသဖြင့်နမ်းမြဖြိုသိန်းဟာတငယ်ချင်းဖြစ်သူနန်းသူစာနဲ့အတူတူ အနုပညာလှူရှားမှုတွေကိုလုပ်ခဲ့ရပါတော့ ဒီလိုမျိုးအမှုပညာအလုပ်တွေနဲ့ပရိသတ်အချက်ကိုသိမ်းပိုင်နိုင်ခဲ့တဲ့တရုတ်ဆောင်နမ်မြတ်ဖြူသိန်းကထူးချွန်ထက်မြက်တဲ့ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။အခုလိုဗတ်ဆောင်ထူးချွန်တဲ့နမ်မြတ်ဖြူသိန်းဟာစစ်သူကိုတတော်မျိုးနဲ့ကြီးကျယ်ခမ်းနားစွာနဲ့မင်္ဂလာဆောင်ခဲ့ပြီးတော့တားနဲ့သမီးလေးကိုရရှိခဲ့တာဖြစ်ပြီးတာယာပျော်ရွှင်တဲ့ဘဝလေးကိုတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့မမျော်လင်းတဲ့ကံကြမ္မာစိုးနဲ့အတူတရုတ်ဆောင်နမ်မြတ်ဖြူသိန်းရဲ့ခင်မုန်းတဲ့ကိုတတော်မျိုးကအသက်36နှစ်အရွယ်မှာပဲခိုဗီယောဂါနဲ့အတူအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။နမ်မြတ်ဖြူသိန်းကသူမရဲ့ ရခင်မုန်းတဲ့ကိုတတော်မျိုးမရှိတော့တဲ့နောက်ပိုင်းမှာနောက်အိမ်ထောင်ပြုဖို့မရှိတော့ပဲတားလေးနဲ့သမီးလေးကိုပဲခင်မုန်းတဲ့ရဲ့ကိုစားအတူချချစ်ပေးပြီးတော့ဘဝတစ်ခုလုံးရင်သွေးလေးတွေအတွက်ကြီးပြင်းလာအောင်ပြုစုပျိုးထောင်ပေးမယ်လို့ဆုံးဖြတ်ထားတာပါအခုဆိုရင်တော့နမ်းမြတ်ဖြိုတင်တယောက်ခင်မုန်းတဲ့ကိုတတော်မျိုးစုံပါခွင်လောသွားခဲ့တာ၅နှစ်လောက်ရှိလာသေးတိုင်အောင်နမ်းမြတ်ဖြိုတင်ဟာအမျိုးကောင်းသမီးရဲ့ဂုံအတိုင်းတောင်းလေသူခင်မုန်းတဲ့ပေါ်မှာတစ္ဆာတစ္ဆတ်မပြတ်ရွေးမဲတားလေးနဲ့သမီးလေးအတွက်နေထိုင်နေတာပဲဖြစ်ပါတယ် နံပါတ်1လင်းစာနေဆုံးစင်ငယ်မသားဖီသားစွာနဲ့တမိလေးကိုပြုစုပြောထောင်နေတဲ့နောက်ဆုံးလေးစားစီဟာအမျိုးသမီးအမှုပညာရှင်ကတော့လင်းစာနေဆုံးပါလင်းစာနေဆုံးကအစောပိုင်းငယ်ရွယ်နုပြိုစဉ်ချိန်မှာဆစ်ဆရာကောင်းတဲ့နာမည်ကြီးထိတ်တန်းမင်းသမီးဖြစ်ခဲ့တာပါဒါအပြင်လင်းစာနေဆုံးဟာသူမနဲ့အတူတူနာမည်ကြီးလာတဲ့မင်းသားရဲကိုကိုနဲ့လက်ထပ်ပြီးတော့အိမ်ထောင်ကျခဲ့ရဖြစ်ပါတယ်နောက်ပိုင်းမှာတော့လင်းစာနေဆုံးကတမိလေးမြူလင်းကိုကိုရရှိပြီးရင်နောက်ခင်မွန်းတဲ့နဲ့သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲသွားရပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့လင်းစာနေဆုံးဟာနောက် အင်တောင်မပြူဘဲနဲ့တမီးလေးတွေကိုတယောက်တည်းအားနဲ့ရက်တီပြုစုနေတာပဲဖြစ်ပါတယ်။အခုပြောပြခဲ့ရတာကတော့ single mother အဖြစ်နဲ့သားသမီးတွေအတွက်မမမမန်ရှိနေတဲ့အမျိုးသမီးအနုပညာရှင်တွေပါ။ဒီအနုပညာရှင်၃ယောက်အပြင်မင်းသမီးကြီးခင်စာကြီးကျော်ကလည်းခင်မုန်းတဲ့နယ်ကွာရှင်အပြီးသားလေးဖုံးမင်းနေလာနဲ့တမီးလေးတင်တဲ့စာကိုပြုစုပြောထောင်နေတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့မိခင်ကောင်ပြီးသားတဲ့အနုပညာရှင်တွေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ တောင်ကြီးတစောင်းတိုင်းမှာဆိုင်းဆိုင်းနဲ့အတူတူပျော်ရွှင်စွာဖြတ်သန်းနေရရုံးတွေလည်းမို့ပရိသတ်များအားလုံးမေးမင်္ဂလာပါရှင့်ဒီနေ့မှာတော့တောင်ကြီးမြို့ရဲ့နာမည်ကျော်တစောင်းတိုင်းမိဘုံပြန်ပွဲတော်ကြီးစီကလာတဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်ဒီပွဲတော်ကြီးကနှစ်တိုင်းခမ်းနားကြီးကျယ်တယ်လို့ဒီနေ့မှာလည်းအရန်ကိုစီကားနေရပါ ါပေမဲ့အခု social media ပေါ်မှာအဲ့ဒီမီးပုံပြန်တွေမီးရှူမီးပန်းတွေထပ်ပိုးပြီးတော့ပူလောင်ပြီးတော့လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့မြင်ကွင်းတစ်ခုရှိနေပါတယ်။ဒါကတော့တခြားသူတွေမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့ထိတ်တန့်အဆိုတော်အမင်းသာထာဝရလူပြိုကြီးလို့တောင်တင်စားခေါ်ရရမယ်။ဘာဆိုင်နဲ့တနိုင်ငံလုံးကခေးလေးလို့ချက်စနိုးခေါ်ကြတဲ့မင်းသမီးကျော်လေးရုံးရီလင်မိုးတို့နှစ်ယောက်တောင်ဒီပွဲတော်ကြီးထဲမှာအတူတူရှောက်လေပျော်ရွှင်နေကြတဲ့ဗီဒီယိုဖိုင်တွေတက်ပုံတွေထွက်ပေါ်လာခဲ့လို့ပါပဲ။ဒီဗီဒီယိုဖိုင်တွေကပွဲတော်ကိုလာရောက်လေပတ် တဲ့ပရိသတ်တွေကနေတိုက်ရိုက်ရိုက်ကူးပြီးတော့တင်လာခဲ့ကြတာပေါ့ဒီဗီဒီယိုတွေထဲမှာမြင်ရတဲ့ပုံစံအရသူတို့နှစ်ယောက်ဟာတာမန်မိတ်ဆွေတွေလို့မဟုတ်ဘဲတော်တော်လေးရင်းရင်းနှီးနှီးနဲ့ပွဲခင်းထဲမှာရှောက်လည်နေကြတာကိုတွေ့ရပါတယ် အထူးသဖြင့်နော်ပရိသတ်တွေကြားမှာအပြောအများဆုံးအချက်ကတော့လူတွေအများကြီးကြားထဲမှာဘာဆိုင်ကခေးလေးယုံရင်လင်မို့ကိုအရန်ကိုကယူတဆိုင်နဲ့ချစ်သူတယောက်လိုမျိုးစောင့်ရှောက်ပေးနေတဲ့ပုံစံမျိုးမြင်တွေ့ခဲ့ရတယ်လို့ဆိုကြပါရယ်ဒီမြင်ကွင်းနေကြောင်းပဲပရိသတ်တွေကြားမှာသူတို့နှစ်ယောက်တကယ်ပဲချစ်သူတွေဖြစ်နေကြပြီလားဆိုတော့မေးခွန်းကြီးတစ်ခုထွက်ပေါ်လာပြီးတော့အွန်လိုင်းပေါ်မှာဒီသတင်းကပြုပြောင်းသွားခဲ့ရပါဘူး စိုင်းဆိုင်ခလိုင်ကဂီတာလောကမှာရောရုပ်ရှင်လောကမှာပါဆယ်စုနှစ်နဲ့ချီပြီးတော့ဘယင်းတစုလုံးအောင်မြင်မှုတွေကိုရရှိထားသူပါသူရဲ့နှုပညာလှူရှာမှုတွေအပြင်ပရိသတ်တွေအဓိကစိတ်ဝင်စားကြတာကသူရဲ့အခြေအေးပါပဲအရင်တုန်းကအသေးခွဲအချစ်ဇလန်းတွေရှိခဲ့ပြီးနောက်ပိုင်းမှာတော့ဒဂိုတဲလူပြိုကြီးဘဝနဲ့နှစ်ပေါင်းများစွာဖြတ်တန်းလာခဲ့တာပါသူပြီးနားမှာဘယ်မင်းကလေးပဲတွဲပြီးတော့မြင်လိုက်ရမြင်လိုက်ရအမြဲတမ်းသတင်းကြီးဖြစ်ခဲ့ရတာပါ နောက်တစ်ယောက်ကတော့မင်းသားကြီးလွင်မိုးရဲ့တမီကျော်လေးတနိုင်ငံလုံးရဲ့အချစ်တော်ခေးလေးယုံးလေးလွင်မိုးပါသူမကတော့ငယ်စဉ်ကလေးကပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့ပြီးအရွယ်ရောက်လာချိန်မှာလည်းနူးညံ့တဲ့အလားတရားတွေကြောင့်လူချစ်လူခင်ပေါများတဲ့သူပါခေးလေးကတော့အိမ်အောင်ကြခဲ့ပြီးခင်မုန်းတဲ့နဲ့အတူဩစတြေးလျနိုင်ငံမှာနေထိုင်ခဲ့တာအလုံးလည်းအသေးပါဒါပေမဲ့နောက်ဆုံးအခြေအနေတွေအရခေးလေးဟာခင်မုန်းတဲ့နဲ့တရားဝင်ကွာရှင်းပြဆဲခဲ့ပြီးဖြစ်ကောင်းမြန်မာနိုင်ငံကိုအပြေးတိုင်ပြန်လာခဲ့ပါပြီအခုဆိုရင်တော့သူမကအောင်မြင်ပြီးတော့လှပတဲ့ single lady တယောက် ောက်ဖြစ်နဲ့အနုပညာလောကမှာကြောညာရင်းမော်ရယ်ရှူတင်တွေနဲ့အရှိန်ဟုန်ကောင်းကောင်းနဲ့ပြန်လည်ရည်တည်နေတာကိုတွေ့ရပါတယ်။ ဒီလိုချင်းနေနှစ်ခုမှာတယောက်ကနိုင်ငံကျော်ထာဝရလူပြိုကြီးနောက်တစ်ယောက်ကအိမ်တော်ရေးကိုအဆုံးသတ်ပြီးတော့အနုပညာလောကမှာပြန်လည်တောက်ပလာတဲ့မင်းသမီးကျော်လေးဒီနှစ်ယောက်ပွဲလန်းသဖြင့်တစ်ခုမှာဒီလိုမျိုးရင်းရင်းနှီးနှီးတွဲမြင်လိုက်ရတယ်ဆိုတာကတော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာပါပရိသတ်အများစုကတော့သူတို့နှစ်ယောက်ကိုအယံကိုလိုက်ဖက်ညီတယ်လို့ပြောနေကြပါတယ်ဘာဆိုင်ရဲ့ရင်ကျက်မှုနဲ့ခေလေးရဲ့နူညံမှုကတကယ်ကိုလိုက်ဖက်လွန်ပြီးတော့တကယ်သာချစ်သူတွေဖြစ်သောမှအသေးချပဲလို့သဘောတူချီးကျူးနေကြပါတယ် ဒါပေမဲ့ပရိသတ်တချို့ကတော့ဒီအပေါ်မှာတန်နရဝင်နေတုံးမှာပဲသူတို့နှစ်ယောက်ကအနုပညာရှင်တွေဖြစ်တဲ့အတွက်ဒါဟာတကယ်အခြေရေဟုတ်ပါမလားဒါမှမဟုတ်အလောကိစ္စတစ်ခုခုမှာဥပမာရှူတင်တစ်ခုခုဇက်ကားကြော်ညာဒါမှမဟုတ်ဆိုင်းဆိုင်းရဲ့သချင်း MV အတွက်ရိုက်ကူးရေးပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ထင်ကြီးပေးနေကြတာတွေရှိပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောဒီသတင်းပေါ်မှာဘယ်လိုထင်မြင်မိပါသလဲသူတို့နှစ်ယောက်ကိုလိုက်ဖက်ညီရလို့ထင်လားဒါမှမဟုတ်အလောသဘောအရာပဲလို့ထင်မြင်လားဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကြီးစုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိ ရှိပါရဲ့ရှင်။